ီးပြီးတော့မှကျင်းပပြလုပ်ခဲ့တဲ့ဆွေးနွေးပွဲဟာရေရှည်ငင်းချမ်းရေးအတွက်အထောက်အကူဖြစ်တယ်လို့မွန်ပြည်သူပါတီ MNSB မှဗဟိုလမှုဆောင်ကော်မတီဝင်နိုင်အောင်မငေကပြောပါတယ်စစ်ကောင်စီရဲ့မျိုးသားစည်းလုံးရင်ရိုးရေးနဲ့ငင်းချမ်းရေးပေါ်ဆောင်မှုကော်မတီ NSBNC ကဥဆောင်ပြီးပြည်ရတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေနိုင်ငံရေးပါတီတွေစစ်ပွဲရေးလုံခြုံရေးတွေပါဝင်ပြီးငင်းချမ်းရေးဆွေးနွေးပွဲကိုမတ်လ24ရက်ကနေ26ရက်ထိ လီပြီးတော့မှကျင်းပခဲ့ပါတယ်။ဒီဆွေးနွေးချက်ပေါ်မှာပြန်သုံးသပ်လိုက်မယ်ဆိုရင်ကျွန်တော်အများကြီးတော့အထောက်အကူဖြစ်တာပေါ့လေ။ဘာလို့ဆိုရင်၈ဆက်မှာကျွန်တော်တို့ရင်းချင်ရေးအတွက်ရေရှည်ရင်းချင်ရေးတည်တောက်ဖို့အတွက်ကျွန်တော်တို့အထောက်အကူအများကြီးဖြစ်တယ်။နောက်တစ်ခုရှိတာကကျွန်တော်တို့ဒီ site မှာပေါ့နော်။ငင်းချမ်းရေးရယ်ဟိုတည်ငင်းရေးရယ်နောက်တော့တစ်ခုဒီဖို့ပြရေးတာဒါတစ်ခုနဲ့တစ်ခုကဆက်ဆက်နေတယ်လေ။ဒါကြောင့်မို့ကျွန်တော်တို့ဘလိုပဲဖြစ်ဖြစ် ဒီ300ဒေါ်လာတက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပုံမှန်အများကြီးထုတ်ခုဖြစ်တယ်။တိုင်းပြည်တည်ငြိမ် HMB ရေကောက်ပွဲကျင်းပနိုင်ရေးခြေနေတွေလုံခြုံရေးခြေနေတွေကိုလည်းဆွေးနွေးခဲ့တယ်လို့သိရပါဗျ။တစ်ဖက်မှာလည်းပြည်သွင်းလက်နက်ကိုင်ပဋိပက္ခကြေကြေပြပြဖြစ်ပွားနေတဲ့ခြေနေမျိုးမှာအခုလိုငင်းချာရေးကိစ္စရတွေရေကောက်ပွဲကျင်းပနိုင်ရေးလှုပ်ဆောင်မှုတွေဟာရှစ်အနာစင်စနစ်တက်ဆိုးစီမဲ့လောက်ရတွေဖြစ်တယ်လို့တော်လိုင်းရေးအစုတွေကအဆိုပါဗျ။ငင်းချာရေးစကားဝိုင်းမှာပြပိလင်းလင်းဆွေးနွေးဖွေရခဲ့ကြဆွေးနွေးပွဲကတည်းက အကောင့်ထဲပေါ်နိုင်မှုတွေလှောက်ဆောင်နိုင်လေကောင်းလေဟုတ်ယုံကြည်နေတယ်လို့ဒီမိုကရေစီကျိုးပြုတ်ကရင်တပ်မတော် TKPE ကစောစိန်ဝင်းကပြောပါတယ်ကျွန်တော်တို့အနေနဲ့အဓိကပါဝင်ဆွေးနွေးတာဒီလက်နက်ကန်ပဋိပက္ခချုပ်ငြိမ်းရေးအတွက်ကအဓိကယုံကြည်မှုတည်ဆောက်ရင်းနဲ့တွဲဆုံဆွေးနွေးအလုံးပောင်းဝင်တဲ့အခင်ချင်းတစ်ခုကိုတွားသိမ့်တယ်လို့ကျွန်တော်တို့ပတ်ဝင်ဆွေးနွေးခဲ့ပါတယ်။အခုမှစတင်ဖြစ်ပေါ်လာတဲ့အခင်ချင်းမျိုးမှာဒီမှာအမြင်သဘောထားတွေကိုတွန်းပွင့်လင်းဆွေးနွေးခွင့်ရခဲ့တယ်။ဒီဆွေးနွေးပွဲ အခင်းချင်းကနေ၁၀ဘတော့တာဝန်ရှိလူကြီးတွေက၈၀ဘတော့ဒီပုံမှာအကောင့်တဲ့ပေါ်ဆောင်ရနေမယ်ဒီဆွေးနွေးပွဲစကားဝိုင်းတွေမြန်မြန်လုံနိုင်လေပိုကောင်းလေပဲလို့မြင်ပါတယ်လက်ရှိဖြစ်ပေါ်နေတဲ့စစ်ကောင်စီနဲ့တော်လိုင်းရေးအစုတွေရဲ့လက်နက်ကိုင်တိုက်ပွဲအတွင်းစစ်ကောင်စီဟာအဖက်ဘက်ကအရင်လိုက်တာတွေရှိနေခဲ့ပါတယ်တစ်ဖက်မှာလည်းစစ်ကောင်စီကအရသားတွေကိုပြစ်မှတ်ထားပြီးနေတိုင်းလူလူလေးချောင်းတိုက်ခတ်မှုတွေလက်နက်ကြီးနဲ့ပြစ်ခတ်မှုတွေလှုပ်ဆောင်နေပြီးရသားတိခိုက်တေဆောင်မှုတွေလည်းနေ့စီနေ့တိုင်းဖြစ်ပွားနေခဲ့ပါတယ်ခင်ဗျာ